ဒါကတော့အော်တိုဘာလ18ရက်နေ့မှာစစ်ကောင်မရှင်ရဲ့ဝါဒဖြန့် Telegram Channel တွေကနေထုတ်ပြန်ခဲ့တဲ့ရုပ်သံမှတ်တမ်းတွေဖြစ်ပါတဲ့စစ်ကောင်မရှင်တပ်တွေဟာတီဘောမျိုးလေကိုပြန်လည်ဝင်ရောက်နေရယူနေတာကိုတွေ့ရပါတယ်။ဒီအခြေအနေကိုတန်အမျိုးသားတွမျိုးရေးတပ်မတော် TNL ဘက်ကလည်းအတည်ပြုခဲ့ပါတယ်။ TNL ပြောရေးဆိုခွင့်ရှိသူလွေရီဦးကတော့စစ်ကောင်စီတပ်တွေမျိုးတဲ့ဝင်ရောက်လာတာမှန်ပြီးမဲ့မြို့အပြင်ဘက်ပတ်ဝန်းကျင်နေရာတွေမှာတော့သူတို့ရဲ့တပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေဆက်လက်ပြင်းထန်နေစေဖြစ်တယ်လို့ပြောပါတယ်။ အော်ဟုတ်ကဲ့ဒီဘောမှာတော့လောလောဆယ်ကတော့ဒီစီကံစီကံမြို့ထဲဝင်ရောက်နိုင်တဲ့ခြေနေမြို့ဖြစ်တယ်ကျမတို့ကတော့မြို့ပြင်ဘက်မှာတော့ဒီတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါတယ်ဟုတ်ကဲ့ဒီဘောမျိုးကိုပြန်လည်ရောက်နိုင်ဖို့စစ်ကောင်စီဟာအော်တိုဘာလဒုတိယပတ်ကလေးကအင်အားလုံးကြီးနဲ့ထိုးစစ်ဆင်ခဲ့တာပါအထူးသဖြင့်မနေ့အော်တိုဘာ16ရက်နေ့ကတိုက်ပွဲတွေဟာပြင်းထန်ဆုံးဖြစ်ခဲ့ပြီးစစ်ကောင်စီဘက်ကလေကြောင်းတိုက်ခိုက်မှုတွေဒရုန်းတွေနဲ့ဘုံကျဉ်ချတာတွေလက်နက်ကြီးတွေနဲ့အစမ်းပြက်ပစ်ခဲ့တာတွေပြုလုပ်ခဲ့ပြီး လက်နက်ကြီးတွေနဲ့အဆက်မပြတ်ပစ်ခတ်တာတွေပြုလုပ်ခဲ့တဲ့အတွက်မြို့ပေါ်ကဒေသခံနေအိမ်တွေရုံးဆောက်အုံတွေအများပြားမိလောင်ပျက်စီးခဲ့ရပါတဲ့ဒီတိုက်ပွဲတွေကြောင့်မြို့ကန်ပြည်သူထောင်ပေါင်းများစွာနေရဲဆွန့်ခွာထွက်ပြေးနေရပြီးမြို့ထဲမှာပြစ်ပိနေတဲ့သူတွေကလည်းစားနပ်ရိက္ခာနဲ့လုံခြုံရေးအတွက်စိုးရိမ်နေကြရပါတဲ့ပြည်သူများနဲ့ကိုစစ်စင်ရေးပြီးမှစစ်ကောင်မကျင်းအတွက်ဒါဟာတတိယမြောက်အဓိကမြို့ကိုပြန်လည်သိမ်းပိုက်နိုင်မှုဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လမှာနောင်ချိုမြို့ကိုပြန်လည်သိမ်းပိုက်ခဲ့ပြီးအခုအော်တိုဘာလာထဲမှာပဲ ကြောင်မဲမျိုးနဲ့ဒီဘောမျိုးတွေကိုပါဇက်တိုက်ဆိုလိုပြန်လဲရယူနိုင်ခဲ့တာပါဒါဟာတရုတ်နဲ့ဇက်ကုံတွေးလမ်းကြောင်းကိုပြန်လဲထိန်းချုပ်နိုင်ဖို့စစ်ကောင်မရှင်ကအသေးအံကြိုးပမ်းနေတယ်ဆိုတာပြသနေပါတယ်ဒါဟာစစ်ကောင်စီအတွက်တစ်တုံညာနှုတ်ခွန်ဆက်စင်ရေးမှဆုံးရှုံးခဲ့တဲ့နေပြည်တော်နဲ့ဂုံတိခါကိုပြန်လဲရယူဖို့အဓိကတံပြန်ထိုးစစ်တစ်ခုဖြစ်ပါတယ်အထူးသဖြင့်ကုံတွေးလမ်းကြီးဘောကမျိုးတွေကိုဥတီတိုက်ခိုက်နေတာက သူတို့ရဲ့စီးပွားရေးနဲ့ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းတွေကိုပြန်ဖွင့်ခြင်းတဲ့သဘောပါဒါပေမဲ့ DNL နဲ့မဟာမိတ်တပ်တွေကလည်းမြို့ပြင်တောတောင်တွေမှာအခိုင်အမာနေရာယူထားစေဖြစ်တဲ့အတွက်မြို့ကိုရယုံနဲ့တည်ငြိမ်သွားဖို့လွယ်ကူမှာတော့မဟုတ်ပါဘူး